အိုးကျွန်တော်တို့တော့ဒီအချင်းနေမကြမ်းတဲ့မကောင်းတဲ့အခြေသေးပေါ့နော်ဒီလိုမျိုးပွဲပြင်းမြောက်အောင်ဟိုကျွန်တော်တို့အတူတကွဖော်ဆောင်ပြနေတဲ့အတွက်ကြောင့်စိတ်ထဲမှာအယံပျော်ရွှင်မိပါတယ် တဘာတလဲပဲပေါ့နော်ဒီပျော်ရွှင်မြစ်တလို့တဖက်ကလည်းအရန်ပူပန်စိုးရင်မှုရှိတယ်ပေါ့နော်။မဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူစုလူဝေးနေနဲ့နေတဲ့အတွက်ကြောင့်နိုင်ငံရေးအခြေအနေအဲ့ဘာလဲဘယ်ချင်းကဟိုလင်းလာမှာလဲ။အကေရကျွန်တော်မိထုံးလက်ချင်ဖြစ်လင်းရတဲ့ဘယ်ချင်းလာကျဲသွားမှာလဲ။ပျော့ပွဲတဲ့ဘယ်ချင်းဘီးမြောက်သွားမှာလဲဆိုတဲ့အရာမျိုးကိုစိုးရင်နေရတာပေါ့နော်။အကေရကျွန်တော်တို့တအကောင်းဆုံးဖြစ်မယ်ဆိုရင်ကျွန်တော်တို့အရန်ဝန်တာကအခုကဘီးမြောက်တဲ့အတွက်ကြောင့်ကျွန်တော်အရန် ဝမ်းတာတယ်ချစ်ဆွတ်တယ်ရမ်းတိမ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါအရန်လဲပျော်တယ်အရန်ပျော်တာကိုခံစားရတယ်အရန်လဲဘီတိဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးခရမ်းလိုမျိုးအားလုံးစုပေါင်းတွေ့ရတဲ့အတွက်ကြောင့်ခရမ်းလူမျိုးတွေတွေ့ရတယ်ခရမ်းကြီးချင်းမှုတွေ့ရတယ်ခရမ်းစကားတွေနားထောင်ရတဲ့အတွက်အရန်ပျော်ရွှင်ခဲ့ပါတယ်တဘာတဲ့လဲပဲပေါ့နော်အာဒီအခက်ခဲကြားတဲ့မှာပေါ့နော်ဖြတ်ကြုံနိုင်ခဲ့တဲ့အတွက်ကြောင့်လည်းဟိုအရန်ကိုအာဗာလဲပျော်ရွှင်ပီတိဖြစ်ဖြစ်မိပါတယ်ပေါ့ ဟုတ်ကဲ့ပါကျွန်တော်အခုကကျွန်တော်ကယန်နီတကူမှာရောက်ရှိနေတာပေါ့နော်ကျွန်မကယန်နီတကူနစ်တီစကားအဘိစကားတကူကကျွန်တော်အခုကကျွန်တော်နိုင်ငံရေးကကျွန်တော်နိုင်ငံရေးအခြေအနေမကောင်းပေါ့နော်အဲ့ဒါကျွန်တော်ကျွန်တော်တွေကတတ်နိုင်ပါလေဒီတတ်နိုင်တဲ့လောက်ဖဖဲနေရောဒီကယန်နီတကူချိန်ပါခဲ့တာပေါ့နော်အဲ့ဒါကျွန်တော်အကလေးနိုင်ငံကောင်းခဲ့လို့ရှိရင်ကျွန်တော်တွေတူတူဆုံပြန်ဆုံကြမှာပေါ့နော်ဒီမျိုးကယန်ပွဲမှာဆိုရင်ကျွန်တော်တို့အကလေးအတူတူပြန်ဆုံကြမယ်တယောက်နဲ့တယောက်ပြီးပေါ့အခုကကျွန်တော်လူလဲမဆုံဘူးအမျိုးပေါ့နော်ကယန်နီတကူချိန်ပါတယ်လဲ1နဲ့ဆက်တကူဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဆက်လဲမှာအသေးသား ဘောเนาะငငယ်ရေးပြီးလို့ရှိရင်ကျွန်တော်တို့တနေရာချက်ရေအကုန်လုံးတူတူစုံကြမယ်လို့ကျွန်မပြောချင်ပါတယ်နေ့တစ်စကားဘောเนาะကြည်အားမြို့သားများဒီထက်မကပူပြီးတော့အောင်မြင်နိုင်ကြပါစေလို့ဟုတ်ကဲ့ပါဒီအရေးခေလည်းအမြန်ဆုံးပြီးဆုံးနိုင်ပါစေဘောနော်။အဲပြီးတော့ဒီလာလာမယ့်နေ့တွေမှာလည်းဒီကေအမျိုးသားများအားလုံးနဲ့ဆုံတွေ့ဆုံချင်ပါတယ်ဘောနော်။ ဒီနေ့တိမာပေါ့နော်ဒီကြံနေ့တိပြီးမှမြန်မာနိုင်ငံတော်လုံးမှာရှိတဲ့ပြည်သူတွေဒီစစ်ဆောင်နေရတဲ့ပြည်သူတွေပေါ့နော်ဒီဒီအချင်းတွေကနေပြီးတော့အမြန်ဆုံးလူမြောက်ပြီးတော့ကိုယ့်အိမ်ထဲကိုပြန်နေပြီးတော့ပေါ့နော်အမြန်ဆုံးပြန်လည်အဆင်ပြေနိုင်ပါစေလို့ဆုတောင်းချင်ပါတယ်ဟုတ်အာဒီတော်လိုင်းကိုပြီးခိုင်းစီချီတယ်ပေါ့နော်ပြီးပြီးတော့မှဒီကိုယ့်ရဲ့ကိုယ့်ရောင်ကိုပြန်ချင်ပြီးတော့မှဒီကိုရှိတဲ့စာတိမျိုးဒီနေ့တိကူလူမျိုးပြပြီးကြပါချင်လို့အမျိုးပေါ့နော်